ောင်လုံးလို့အရင်ကတည်းကတင်ကားခံနေရတဲ့စူစီပြည်သူကြီးလူရင်းဆက်ဆက်ယူတော့မှားတဲ့စူစီလေးကတော့သူမရဲ့အရေးခလေးကစားနှပ်ပလုံးနေတာပါနော်ကိုရီးယားကန်ဒီကလည်းအရင်ကတည်းကလို့အခေါ်ခံနေရပြီးတော့အားပေးတဲ့ပြည်သူတွေတဟုန်ထုံးမြင့်တက်နေတာဖြစ်ပါတယ်စူစီလေးကတော့တိုင်အားတောင်းတင်တဲ့တောင်ကိုရီးယားလူပညာရှင်တယောက်ဖြစ်ပါတယ်အစလုံးလေးဖြစ်လို့တည်ယူဆောင်တယောက်လည်းဖြစ်ပါတယ်အစလုံးမှာတူမတူတဲ့ပုံစံလေးနဲ့ထင်ရှားပြီးတော့ပြောဆောင်ပါပါလေကြာရသေးကအကောင်းဆုံးပြောဆောင်နေတာဆောင် လူကြိုက်လားဆိုဖြစ်နေရပါတော့ဒီမိုင်းနာမည်က base သူစီဖြစ်ပြီးဒီချိန်တော့က miss a ဖွင့်အခွင့်အောင်းတယောက်ဖြစ်ပါရင်လူမပြောနဲ့အရင်ကလေးတော့ဟွားရဲ့လို့တယ်ပြီးတော့ဝဲလိုက်မှလည်းစူးစီကိုချစ်ချစ်နေကြပါဒီမှာအခုဆိုရင်ဇလန်တွေအများကြီးကိုရိုက်ကူးနေရပြီးတော့စူးစီရဲ့ဇကားတွေကိုလူကြိုက်များဆုံးဖြစ်နေရပါကေတူမင်းမနဲ့ဒူဒိတ်ထားတဲ့ဇကားကလည်းစူးစီဟာအပိုလိုရှိတယောက်ဆောင်ထားတာကြောင့်လဲ rating က8.6ကိုကြည့်ရှုံလို့နဲ့ရင်းဆက်ခင်ရဖြစ်ပါတယ် ရတမန်စကားဟာအတိုင်းခံစကြံကားဖြစ်ပြီးတော့အချင်းနဲ့ဟာတော့အချိုးကျကျပေါင်းဆက်ထားတဲ့စကားပါ။ JYP Entertainment ကပွဲဥဆောင်မှာသူမဟုတ်တရုတ်တချင်းအစ်စ်တွန်းအမြန်ဆန်ဖို့ဝင်တဲ့ခင်နဲ့ခန့်ခန့်ခဲ့တာပါ။သူမဟုတ်ကြောင့်ကိုရီးယားဖလော့ခင်မှာတရုတ်နိုင်ငံမှာစီစီဟာ Samsung Electronics ရဲ့လက်မှတ်ရေးထိုးပြီးတော့ Black Again ကြောင့်အတွက်တချင်းလူဘော်ကိုထုတ်ဝေခဲ့တာပါ။သူမတို့ဖွဲ့လိုက်တိဆိုပြီးမှတော့ကြောင့်ကိုရီးယားနိုင်ငံစိုးမျိုးတို့ဆင်းမှုခံရပြီးဒီခုချိန်ထိကြောင့်ကိုရီးယားဆိုတော့စီစီဖြစ်နေရပါတော့။ ဒီမှာကိုရီးယားမင်းသားလီမေဟွန်နဲ့လည်းထိတ်တိတ်တိတ်ထွက်ခဲ့ပြီးတော့လွန်ခဲ့တဲ့ငါးနှစ်လငယ်ဟာပဲပြည့်စေးပေါင်းခဲ့တာဖြစ်ပါတယ်။စီစီရဲ့ဘဏ္ဍာအဆိုပွဲတော်တချင်လေးကတော့ဘက်ကေကုတ်ကုတ်ချင်းဖြစ်ပြီးတော့အဲ့ဒီတချင်နဲ့ပဲဂွန်ဒီဂျင်တဲ့ချက်မှာနံပါတ်၁နေရာကိုရရှိခဲ့တာဖြစ်ပါတယ်။ဒီမှာကလည်း2010မှာနေတချင်စုတွေအများကြီးကိုစုကူရရှိခဲ့ပြီးတော့ကိုရီးယားပရိသတ်တွေရားရဲ့ဖန်ရန်ဆောင်တင်းလာခဲ့တာဖြစ်ပါတယ်။ကိုရီးယားဆန်လေးပြင်ဒီမှာရဲ့ပရိသတ်တွေဟာတရုတ်၊ထိုင်ဝမ်နဲ့ဂျပန်ပရိသတ်တွေအများဆုံးအားပေးစားတဲ့သူတွေပါနော်။ ၂၀၁၂ခုနှစ်မှာလည်းသူမရဲ့ပထမအောင်ဆုံးဖွဲ့ရတဲ့ဇာတ်က Daring Line CV12 နဲ့အကောင်းဆုံးမျိုးသမီးတယောက်ဆောင်အသစ်ကိုရရှိခဲ့ပြီးတော့ KBS Drama High မှာလည်းဦးဆောင်ပါဝင်ခဲ့ပါတယ်။သူစီက၂၀၁၅ခုနှစ်ကစပြီးတော့သူမရဲ့တချင်းတွေကအကောင်းဆုံးဇာတ်ကနေဆင်းဝင်ခဲ့ပြီးတော့နောက်ပိုင်းမှာတော့သူတို့စူစီဆိုတဲ့နာမည်ဟာပရိသတ်တွေစားထဲမှာအများဆုံးအသိမှတ်ယူခံခဲ့ရသူဖြစ်ပါတယ်။နောက်ပိုင်းမှာဇာတ်တိုက်ဆိုလို့လူပညာလှရှားမှုတွေဇာတ်တိုက်လုပ်လာခဲ့ပြီးတော့ Fashion Brand ဝအများဆုံးလည်းလက်တွဲကိုကင်လာသူလေးဖြစ်ပါတယ်။၂၀၁၉ခုနှစ်နောက်ပိုင်းမှာတော့စူစီဟာ ရက်စွန်နိုမျိုးစစ်အယ်ရန်နဲ့ဒေကိုရွန်နုပညာရှင်ဖြစ်တဲ့ရည်တည်ခဲ့ပြီးတော့မစ်စိန်ဖွဲ့ဝင်တွေကနေထွက်ခဲ့သူဖြစ်ပါတယ်။မစ်စိန်ဖွဲ့ကနေဒေကိုရွန်အစိုးရဖြစ်တဲ့ရည်တည်ခဲ့ပြီးတော့သချင်းအယ်ရန်နဲ့အများကြီးကိုထုတ်လာခဲ့တော့အစ်စင်တိုင်းစုရိအများကြီးရေခဲ့ပြီးတော့စူဒီဟာတတိတခြားပိုလှလာပြီးပြုဆောင်မင်းပေါ်ပိုတွင်းခဲ့ရတာဖြစ်ပါတယ်။သူမရဲ့မစ်စိန်ဖွဲ့က ACC ကိုရိုင်းက2015ခုနှစ်မှာဖျက်သိမ်းခဲ့ပြီးတော့ရေဝမ်မီဝမ်ထွက်ပေါင်းခဲ့တဲ့စူဒီရဲ့ brand ambassador ဖြစ်တဲ့ခန့်အတိုင်း management ဆုနဲ့လက်မယ့်ရေးထိုးခဲ့တာဖြစ်ပါတယ်။ ဆရာလူလိုက်လာတော့အောင်မြင်မှုဟာဇက်တိုက်ကိုမြင့်တက်နေတယ်လေပါနော်အသက်30ပြည့်သွားရင်ဖြစ်ပေမဲ့လည်းသူမဟာဆယ်ကျော်သက်အလှတရားတွေကိုပြည့်တက်နေတယ်လို့ချီးကျူးခံနေရတာပါဆိုဒီအားအကောင်းဆုံးမျိုးသမီးဆက်ဆောင်စုလေးဆိုနဲ့2018 2019 2019ခုနှစ်တွေမှာတော့လူကြိုက်အများဆုံးအမျိုးသမီးတရုတ်ဆောင်စုလေးရရှိခဲ့ပါတယ်ကေတူမင်းသားနဲ့ဘက်ကလန်ဆက်ကောင်မှအကောင်းဆုံးစုတွေကိုရရှိခဲ့ပြီးမင်းသားဂင်ဆော်ဟောနဲ့လည်း Java High စကိုင်းမှာအကောင်းဆုံးဇုံလေးစုတွေရရှိခဲ့ပါ KBS ကအချင်းချင်းရဲ့ drama စုတွေကတော့ 2018ခုနှစ်2018ခုနှစ်အထိကိုဇတန်ရရှိခဲ့တဲ့အောင်မြင်မှုတွေလေးသက်များတဲ့လူသိချင်းဆိုတော်လေးဖြစ်ပါတယ်။ဒီတော့ပရိသတ်ကြီးအဖက်ဖက်တော်ရင်ရဲ့စူဇီလေးဟာအကူလစီဘေးဒီတဲ့မရှိတဲ့နဲ့ဒါကြောင့်ဒီမင်္ဂလာတဲ့တွေစားဖို့ရှိတယ်သိထားပါရနော်။ဒီတော့လူမပြောနဲ့အရေးကလေးအောင်နှိုင်းရလို့နဲ့စူဇီပေါ်မှာလက်ချက်လေးပြောခင်းကြအောင်နော်။